ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အကျိုးပွဲတစ်ခုကိုထိုင်းနိုင်ငံမဲဆောက်မြို့တောရဖုံးတော်ကြီးကျောင်းမှာစုပေါင်းပြုလုပ်ခဲ့ကြပါတယ်ဒီသတင်းကိုမောင်တူးပြဖို့ထားပါတယ်ရှင်ဟုတ်ကဲ့ပါဒေါက်အောင်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့အကျိုးပွဲပြင်နိုင်ငံရေးကျင်းသားအားလုံးလွတ်မြောက်ဖို့လဲဆုတောင်းခဲ့ကြတာပါအမေစုရဲ့မွေးနေ့19ရက်နေ့ကျမတို့လူလူကောင်းဆောင်ဒေါက်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာအဲကျမတို့ဒီဟာကိုစုပေါင်းပြီးတော့မမေ့အမေ့အပ်တဲ့ပုံစံတရားပေါ့နော်ကျမတို့ နိုင်ငံကျမတို့လူမျိုးအတွက်သူကကိုကြိုးစွန်ပြီးတော့အခုချိန်သူထောင်ထဲမှာသို့တော်လေကျမတို့အတွက်နောင်နှစ်ပေါင်း100နောင်နှစ်ပေါင်း200အထိဒီလိုအစင်ရောအချင်ရောပြည့်စုံတဲ့ခေါင်းဆောင်တယောက်ကိုကျမတို့ဒီလိုထောင်ထဲမှာရောက်ရှိနေတဲ့အချိန်မှာကျမတို့မမေ့သင့်ဘူးဆိုတာသိတဲ့အတွက်သူ့ရဲ့မွေးနေ့အကြိုလေးကိုပေါ့နော်ကျမတို့ဒီတော့အကြောင်းမှာအလုံးစုပေါင်းပြီးတော့ဒီကိုမောင်နှမတွေအမေအတွက်ဆုတောင်းပေးခြင်းဖြစ်ပါတယ်ရှင်။ရှေ့အာနာရှင်ဒီဟာဘသူနဲ့မှတွေ့ခွင့်မပေးဘဲဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးထားတာကြောင့် မွေးနေ့ရှင်မပါပဲမွေးနေ့ပွဲတွေကိုပြုလုပ်နေကြရတာဟာငါးကြိမ်ရှိသွားခဲ့ပါပြီလူကိုယ်တိုင်မပါပဲနဲ့ဒီကိတ်မုတ်ကလေးကိုရည်စူးပြီးတော့ကျမတို့လုတ်ပေးနိုင်တဲ့အတိုင်းအတာအထိပေါ့ဒီကနေလှမ်းပြီးတော့ကျမတို့သူ့ကိုမြတ်တာပို့တယ်သူ့မွေးနေ့ကိုမှတ်မိပါတယ်ဆိုရဲသားသမီးတွေလို့ကျမတို့ကတန်းတာလမ်းဆွပြီးတော့လုတ်ပေးခြင်းလည်းဖြစ်တယ်နောက်တစ်ခါအဲ့လိုလုတ်ပေးလိုက်တဲ့အတွက်ကြောင့်မလို့လေသူရှိနေတယ် အဒီဇန်ကျမတို့ရဲ့အတန်တွေကိုကြားရင်လည်းသူကိုယ်တိုင်လည်းအားရှိပါစေကျမတို့လည်းသူရှိနေတဲ့အတွက်ခွန်အားဖြစ်ရပါတယ်ဒါပေမဲ့ကျမတော့ဒီကနေ့မွေးနေ့ဒီအကျုံမွေးနေ့ခွဲလေးကိုလှုပ်ရင်းစိတ်ထဲမှာဆူတောင်းမိတာကတော့လာဒီတနေ့ကတော့ရှိပါစီတော့နောက်နေ့ကနေစပြီးတော့ဒီမွေးနေ့ရှင်ကိုယ်တိုင်နဲ့ကျမတို့နိုင်ငံသူနိုင်ငံသားတွေအားလုံး happy birthday ဆိုတော့အားလုံးတကယ်နဲ့ထဲနဲ့ကျမတို့ပြောဆိုနိုင်ကြပါစေဆိုရက်စိတ်ကျမဆန္ဒပြုမိပါတယ်ရှင် Happy birthday မတရားဘာပြောမလဲဆိုရင်တော့ကျမတို့ရဲ့ပြည်သူခေါင်းဆောင်ဒွန်ဆန်းစုကြည်ရဲ့80ပြည့်မွေးနေ့ဆိုတာတကယ်အထင်ကရ ဖြစ်ရမယ်တမိုင်းမှတ်တမ်းရင်းတစ်ခုပါဒါကြောင့်မလို့ဒီ80ပြည့်မွေးနေ့မှာကြာရောက်တဲ့အထိမ့်မတ်နေနဲ့ကျမတို့ပါတီဝင်နေနေနဲ့အမေစုရဲ့မွေးနေ့အထိမ့်မတ်ကိုရည်စူးပြီးတော့ကျမတို့အမေစုရဲ့ အမြန်ဆုံးလွတ်မြောက်နိုင်ရန်အသက်ရာကျော်ရှိစေရန်ဆုတောင်းမြတ်တာပို့နိုင်ရန်အတွက်ကျမတို့ဒီစူးစမ်းပြီးတော့ဒီလိုဆောင်ရွက်ကြခြင်းဖြစ်ပါတယ်အခုဆိုရင်နှစ်ရက်သားလိုတော့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲအတွက်ပြည်တွင်းပြည်ပပြင်ဆင်မှုတွေပြုလုပ်နေကြခြင်းပါအခုလိုအချိန်မှာပဲအကျိုးမွေးနေ့ပွဲကိုပြုလုပ်ခဲ့ကြတာပါခင်ဗျာကျွန်တော်မောင်တူပါ Yeah.